ဟုတ်အားလုံးပဲမင်္ဂလာပါအဲဒီနေ့ကတော့ကျွန်တော်ရောက်ရှိနေတာကတော့တောင်ပိုင်းရဲ့ရှီတန်းရှိမိပင်တနေရာပေါ့နော်ရန်ရှိမိပင်တနေရာကကျွန်တော်တို့ဘယ်နေရာတွေဖြစ်မလဲဆိုတော့တက်ရှိ CEO လို့ခေါ်တယ်ဥပဒေထာနဲ့ကျွန်တော်တို့ဝေါ်လီဘူဟာပတ်ဝန်းကျင်မှာကျွန်တော်ရောက်နေတာဖြစ်ပါတယ်အဲတော့ကျွန်တော်တို့တောင်ပိုင်းကစခန်းတွေတောက်လျှောက်ပါတီတို့ချဲပေါက်ပြီးတော့မှစခန်းတွေတောက်လျှောက်တီးထုံနေတဲ့ဟာလေးရှိပါတယ်အဲဒီတီးထုံနေတဲ့ဟာလေးနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ အဲပြီးခဲ့တဲ့ရက်ပိုင်းကပဲ ticket play ဆိုတဲ့စခန်းတစ်ခုကိုထပ်ပြီးတော့မှတိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်တယ်အဲ့တော့ကြံရှိနေတာကတော့ကျွန်တော်တက်ရှိ CEO ဆိုတဲ့ဥက္ကဋ္ဌစခန်းနဲ့ Olive Viewer ဆိုတဲ့စခန်းနှစ်ခုပဲကြံရှိနေတော့တာဖြစ်ပါတယ်ဒီစခန်းတွေကိုကျွန်တော်တောင်ပိုင်းကတောက်လျှောက်သိမ်းနိုင်ခဲ့သလိုတောင်ပိုင်းကဲ့သို့နောက်ထပ်အလုံးလုံးမဲ့အဖွဲတစ်ဖွဲလည်းရှိပါတယ်အဲ့ဒီအဖွဲကတော့ကျွန်တော်တို့မြင်းညာခရိုင်အမှတ်ကိုတည်ရင်ဘလက်တိုက်ကကြားမဲ့ဖွဲ့ဘူမိုက်ခဲတို့ဖွဲ့ဖြစ်ပါတယ် သူတို့ကတော့ကမ္ပဏီတစ်ခုပြုလုပ်ထားပါတယ်မြင်းကြံမျိုးသိန်းတိုက်ပွဲပြုလုပ်ဖို့အတွက်ဂျီဂါရင်ကြီးအထင်50ဂျီဂါအုပ်ထုပ်အလုံး50နဲ့ AK47 ချင်းမွေးရိုင်ဖယ်အလက်50ကျွန်တော်တို့ကမ္ပဏီလေးပြုလုပ်ထားပါတယ်သိန်း8000ကမ္ပဏီဖြစ်ပါတယ်အဲ့ဒီကမ္ပဏီကတော့ကျွန်တော်တို့2025ခုနှစ်ဇွန်လ5ရက်နေ့ကနေပြီးတော့မှဩဂတ်လ5ရက်နေ့အထိနှစ်လတာကမ္ပဏီပြုလုပ်ထားပါတယ် တော်တောင်ပိုင်းကဲ့သို့ပဲစခန်းသိန်းတိုက်ပွဲတွေမြို့သိန်းတိုက်ပွဲတွေတောက်လျှောက်ပြုလုပ်နိုင်မှုတွေမြင်းညံဘလက်တိုက်ကအဖွဲဖြစ်တဲ့အမှတ်ကိုတက်ရင်ဘုံမိုက်ခဲတို့အဖွဲကိုလည်းဝိုင်းဝန်းကူညီပေးကြပါဦးကျွန်တော်ပြန်ရောက်တဲ့အခါကျရင်လည်းဒီတောင်ပိုင်းကတိုက်ပွဲတွေနဲ့ပတ်သက်ပြီးတော့မှကျွန်တော် YouTube channel မှာကျွန်တော်အသေးစိတ်ဘာတွေကဘလို့လုပ်နေလဲဘယ်ဟာကဘလို့ဖြစ်လာနိုင်လဲဆိုတဲ့ဟာကိုတုံးတက်လို့ရတယ်လို့တုံးတက်ပေးပါမယ်ပြည်သူလူထုကို ပြောပြတင့်တလို့ကျွန်တော်အနေနဲ့ပြောပြပေးပါမယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်ဒီကမ်ပိန်းလေးကိုလည်းဝိုင်းဝန်းကူညီအားပြေးပေးကြပါအောင်ဗျ